Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်ပေါင်းလို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဓမ္မပါဠိသာသနာရိပ်သားတွင်တန်ဝေဇနီယလေးဌာနနှင့်ရိပ်သာဆက်တနေပြီးနှစ်ပတ်လည်မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အရှင်ပါကတာလင်္ကာရာဓမ္မပါဠိဆရာတော်ဦးဆောင်ပြီးတန်ဝေဇနီယလေးဌာနနှင့်ရှိတာ၁၇နှစ်ပြည့်နှစ်ပတ်လည်မင်္ဂလာအခမ်းအနား ကဆုံလာပြီဗုဒ္ဓနေ့မင်္ဂလာအခမ်းအနားတိမ်နှုတ်တိမ်သမုတ်ချင်းမင်္ဂလာအခမ်းအနားလုံချင်းကြောင့်မြေတန့်ပနတ်တင်မင်္ဂလာအခမ်းအနားကဆုံလာပြီဗုဒ္ဓနေ့ကဆုံညောင်ရီသုံးလောင်းပွဲတော်မင်္ဂလာအခမ်းအနားများကိုမေလာ၁၇ရက်နနက်၉နာရီခွဲကရန်ကုန်ဒေသကြီးလေကူးမြို့နယ်လေလော်ရင်ကျေးရွာရန်ကုန်မန္တလေးအမြန်လန်း၁၅မိုင်နှဖာလုံးဓမ္မပါလာသာသနာရေးသားများ ကျင်းပပြုလုပ်ခဲ့ပါတယ်။ဥဒင်းရဲ့ပင်ကိုဘွဲရတော့အရှင်ပါကတာလင်္ကာရလို့ခေါ်တယ်ပေါ့။ဒါပေမဲ့ဥဒင်းကိုတော်တော်များများသိကြတာကတော့ဓမ္မပါလာဖောင်ဒေးရှင်းသာသနာပြုတည်ထောင်ထားတော့ဓမ္မပါလာဆရာတော်လို့အများသိကြတာ။ခမလို့ဒီနေ့ကတော့ကဆုံနာပြည့်ဗုဒ္ဓနေ့ဆိုတော့ဗျာဒိတ်တော်ခံဖွာပွင့်ဆံမယံဗုဒ္ဓနေ့ဆိုတဲ့အတိုင်းမြတ်စွာဘုရားနဲ့ဥဒင်းသာသနာတော်အတွက်အရင်အရေးကြီးတဲ့ဗုဒ္ဓနေ့ပေါ့။ဒါကြောင့်မလို့ဥဒင်းကဗုဒ္ဓနေ့အခမ်းအနားစီစဉ် ဗုဒ္ဓနေခန္ဓာအစီအစဉ်မှာခမုံးရဲ့ဒီ15မိုင်ရိပ်တာကြီးရဲ့နှစ်ပတ်လည်ပွဲလည်းပါဘုမဒီ15မိုင်ရိပ်တာမှာလည်းခွားပွင့်ဟောဆန်ဆိုတဲ့တန်ဝေဒနီရ၄ဌာနကိုတည်ထားတဲ့အတွက်ကြောင့်အဲတန်ဝေဒနီရ၄ဌာနရဲ့နှစ်ပတ်လည်ပွဲလည်းပါတယ်ပေါ့နောက်ပြီးတော့အထူးအနေနဲ့နေတိသစံမိသားစုများထူထမ်းထားတဲ့တိမ်တော်ကြီးကိုလည်းခမုံးကဟိုတိမ်နှုတ်တိမ်တမုတ်ပွဲပေါ့အဲ့ဒီတိမ်တမုတ်ပွဲမှာလည်းဟို နိုင်ငံတော်တန်ခမ်းမာနိုင်ကမဟာနာဆရာတော်ကြီးတွေနော်တိုင်းတန်ခမ်းနိုင်ကဆရာတော်ကြီးတွေလေကုမြင့်တဲ့တန်ခမ်းနိုင်ကဆရာတော်ကြီးတွေနေကန်တန်ခါတော်ပေါင်းများစွာနဲ့ဒိတ်သမှုပွဲကြီးလည်းကျင်းပနောက်တစ်ခါဒေါက်တာတက်တက်စင်တို့မိသားစုများလှူဒန်းတဲ့လုံချင်းကျောင်းတဆောင်လဲမြေတမ်းပနက်တင်ပွဲလည်းပါတယ်နောက်တစ်ခါဒေါက်တာချယ်ရီကိုကိုမိသားစုများလှူဒန်းတာတဲ့လုံချင်းကျောင်းတဆောင်လဲမြေတမ်းပနက်တင်ပွဲတွေပါ အစီအစဉ်တွေထည့်ထားတယ်။နောက်ကကဆုံနာပြည့်ဗုဒ္ဓနေ့ဖြစ်တဲ့အတွက်ကြောင့်ကဆုံမြောင်ရီသုံးပွဲတော်တွေလည်းမနေ့တကြိမ်ညနေတကြိမ်မှာစီခင်ထားပါတယ်။အဲဖုံဖုံကဟိုတိမ်အလူရှင်တွေဆိုရင်တော့ဖုံဖုံကအများန်းဆူတောင်းပေးတာတိမ်ကြောင်းအလူကအချိန်ကောင်းခုတည်းမှာရပါသေးတယ်။နောက်ကလုံချင်းကြောင်းလူရှင်တွေကြတော့ကြောင်းလူရှင်တွေဖြစ်တဲ့အတွက်ကြောင်းကြောင်းအလှကအကောင်းဆုံးတည်းများရပါစေလို့ဘုံဘောကစွန့်မကောင်းတောင်းပေးတယ်။ဟောဘုံဘောကပြီးခဲ့တဲ့10နှစ်လောက်တည်းက 2014တဲ့ကဓမ္မပါလာဖောင်ဒေးရှင်းဆိုပြီးတော့သာသနာ့ဘီအဖွဲ့ကြီးတည်ထောင်တာဓမ္မပါလာဖောင်ဒေးရှင်းကဘုံဘုံမှာအကြောင်း6ကြောင်းကျန်တဲ့သာသနာ့ဘီပရာဟိတာအဖွဲ့တွေနဲ့အလုံး18ဖွဲ့ရှိပါတယ်ကျွန်တော်ရန်ကုန်မှာဆိုရင်ကြီးမြင့်တဲ့အလုံးဆန်းကြောင်းလှေကူးစားတီပေါင်းလိုက်ရန်ကုန်ကြီးဖြစ်လာတယ်လို့ရန်ကုန် မန္တလေးနေပြီးတော့စားတီပေါင်းလိုက်ရင်လည်းမြန်မာနိုင်ငံကြီးဖြစ်လာတယ်လို့ပေါ့ဘုံဘုံရဲ့သာသနာ့ဘီပရာဟိတာ18ဖွဲ့ပေါင်းလာတာကိုဓမ္မပါလာဖောင်ဒေးရှင်းဆိုပြီးတော့အဲ့ဒီလိုမျိုးဒီဒီချာချာစနစ်တကျဖွဲ့စည်းထားပါတယ် အခုတခါထပ်ပြီးတော့ဘုံဘုံကဓမ္မစัจစဝိုင်းပြေသနာဆိုပြီးတော့မြတ်စွာဘုရားရဲ့ဖရာအဆူဆူရဲ့တရားဥဓမ္မစัจအနှစ်အသားပါပါတည်ထွင်ထားတဲ့ဓမ္မစัจစဝိုင်းပြေသနာကြီးလည်းတည်ထွင်ထားတော့ဘုံဘုံအဲ့ဒီတရားစင်တဲ့လုပ်ငန်းစဉ်တွေကိုစနစ်တကျနဲ့ကြည်ကြည်ပြန့်ပြန့်အဲ့ဒီလိုဆောင်ရွက်နေပါကြပ်ပေါ်ပြစာပီတင်ချပူချရွေတာဦးဆောင်နာရကကုန် ဓမ္မပါဠိဆရာတော်အရှင်ပါဂရလင်္ကာရရဲ့ထူကြချက်မှာတော့ဓမ္မစကြာ၃နေအနတ္တလက္ခဏာ၃ကြာဝါဇူလပြည့်ကျော်၅ရက်ဇာတာပရိနိနနတ်တွင်ဖွားမြင်ခြင်း၅နှစ်သားအရွယ်တွင်ဥပုပ်ဆောင်သုံးခြင်း၆နှစ်သားအရွယ်တွင်တသက်လွစားသုံးခြင်း၇ခုနှစ်သားအရွယ်မှာမီးလွစားသုံးခြင်း၈နှစ်သားအရွယ်တွင်ရှင်သာမဏေဝတ်ခြင်း ကိုနှစ်သားအရွယ်မှာတော့ပြိဿသမုပ္ပဇဝံတရားကို လေလာခြင်း၁၀နှစ်သားအရွယ်မှာတော့တရားစတင်ဟောကြားခဲ့ပြီး၁၆နှစ်သားအရွယ်တွင်ဘဝကျင့်စဉ်ကိုစတင်ရှာဖွေခဲ့တယ်လို့သိရပါတယ်၁၉နှစ်သားအရွယ်မှာတော့စာချဖုန်းကြီးဖြစ်ပြီးစာအောင်ပွဲများစတင်ရရှိခဲ့ပြီးတတ်တော်၂၃တွင်ကျောင်းနိုင်ဖုန်းကြီးဖြစ်ကားတတ်တော်၂၉တွင်ဘဝကျင့်စဉ်ကို မူကျမ်းရရှိခဲ့ပါတယ်။အိမ်နောက်မှာတော့တတ်တော်32နှစ်တွင်ပရာဟိတအသင်းအဖွဲ့များတည်ထောင်ကာတတ်တော်35နှစ်တွင်အိန္ဒိယဗုဒ္ဓဂါယာမှာဘဝကျင့်စဉ်ကို အတည်ပြုကာရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကတိကနေလက်ဓမ္မကတိက ဖြစ်ခြင်းတတ်တော်36နှစ်တွင်15မိုင်ရိပ်သားကိုတည်ထောင်ခြင်း တတ်တော်39နှစ်တွင်ဓမ္မပါဠဖောင်ဒေးရှင်း DBF ကိုတည်ထောင်ခဲ့ကာတတ်တော်40တွင်ပြိပသာသနာပြုစတင်ခဲ့ပါသည်ဆလဘီတတ်တော်43တွင်ဓမ္မစကြာဇဝိုင်းဒေသနာတော်ကိုတည်ထွင်ကာတတ်တော်44တွင်15မိုင်ဗုဒ္ဓဂါယကိုတည်ထောင်ခဲ့တယ်လို့သိရပါသည်အဲဒီနောက်မှာတော့တတ်တော်45တွင်ပြည်မြနိုင်မျိုးနဲ့တန်ခါနိုင်ရကအဖွဲ့ အကျိုးတော်ဆောင်ရန်ကုန်တိုင်းတန်ခါဝန်ဆောင်ဖြစ်ခဲ့ကတတော်49တွင်အိန္ဒိယဗုဒ္ဓဂါယာမှာဓမ္မကျင့်စဉ်ကိုရရှိခဲ့ပြီး15မိုင်တန်ဝေဇနီးယလေးဌာနကိုတည်ထောင်ခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်မှာတော့ဆရာတော်ဘုရားကဓမ္မစကြာစဝိုင်းဒေသနာတော်ကိုတည်ထွင်ခဲ့ပြီးသာသနာတော်ထွန်းကားပြန်ပွားရေးလုပ်ငန်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။အဆိုပါအကြောင်းအနေနဲ့ပတ်သက်ပြီးတော့လည်း ဓမ္မပါဠိဆရာတော်အရှင်ဘဂဒါလင်္ကာရမအခုလိုမိန်တော်မူပါတယ်ဘုမောဒီမြတ်စွာဘုရားရဲ့တရားဦးဓမ္မဆက်ကြာကြီးကျေပြန့်ထွန်ကားစီအဲ့လိုထွန်ကားဖို့အတွက်ဘုမောကပထမပိုင်းစီစဉ်ထားတာကတော့ဓမ္မဆက်ကြာစာစီကြာကုန်ပြိုင်ပွဲလို့ ဓမ္မဆက်ကြဆောင်းပါးပြန်ကွဲတယ်ဒါတွေကိုကျင့်ပါပြီပေါ့အဲ့လိုကျင့်ပါပြီတော့ရင်ဖမွေရဲ့မွေနေ့ဖြစ်တဲ့ဝါဇူလာပြီကျော်9ရက်ဓမ္မဆက်ကြဟောပြီးတာနဲ့အနတ္တလက္ခဏာတို့မဟောခင်ကြားတဲ့ဝါဇူလာပြီကျော်9ရက်နေ့အဖမွေရဲ့မွေနေ့ပွဲမှာဒီစပုတိတိတို့လိုအဲ့လိုခမ်းနားတဲ့နေရာမျိုးတွေမှာစုပွဲပွဲကြီးတွေကျင့်ပါပြီပေါ့နော်အဲအဲ့ကနေပြီးတော့ဖမွေကဒီအဝေးစနစ်ဒီစာစီစာကုန်းတို့ဆောင်းပါးတွေပြီးသွားရင်နောက်တစ်ဆင့်တက်ပြီးတော့ လက်တွေ့ရေးဖြည်တာတို့အာဂုံဖြည်တာတို့အဲ့ဒီလိုစနစ်တွေပါထပ်ပြီးတော့တိုးချဲ့ပြီးတော့လုပ်ပါမယ်။ဒါကြောင့်မလို့မြန်မာတနိုင်ငံလုံးမှာရှိတဲ့စာစီစာဖို့စိတ်ဝင်စားတဲ့သူတွေနောက်ကဆောင်းဆောင်းမကျဉ်ကျဉ်နဲ့စာရေးဆရာတွေပေါ့။နောက်ပြီးတော့ဒီဗုဒ္ဓဘာသာကိုစိတ်ဝင်စားကြတဲ့ဆံမိုးဘက်ဖြည်ခြင်းနဲ့အဲမိသူမဆိုအကုန်လုံးပါဝင်လို့ရအောင်။နောက်ပိုင်းတစင်းတဲ့တစင်းနောက်ပိုင်းဒီပလိုမာပေးတဲ့ဥစ္စာတွေအဲ့ဒါတွေပါတစင်းတက်သွားတယ်ဆိုလို့မှန်တယ်။ဖျားရှင်တိုင်းဖျားရှင်တိုင်းကအကောင်းဆုံးလို့ မိန့်တော်မူထားတဲ့အနုတ္တရဓမ္မစက္ကံပေါ့တရားဥဓမ္မစက္ကံတရားကိုနှစ်ပေါင်းများစွာမှာမြန်မာနိုင်ငံမှာရွတ်တဲ့ကုသိုလ်လောက်မှာတော်တော်များများလမ်းဆုံးနေကြတာများလားဘုမောကတော့အဲ့ဒါငငယ်လေးတွေကငါကြီးလာလို့ဆွမ်းနိုင်အနှစ်အသားပအောင်ပေးမယ်ဆိုပြီးတော့အဲ့ဒါဘုမောပေးဖို့မှန်းတာလားအခုတော့ဆွမ်းနိုင်ပြီဖြစ်တဲ့အတွက်ကြောင့်တရားဥဓမ္မစက္ကံစဝိုင်းဒေသနာလည်းပြည့်ချပြီးဖြစ်တဲ့အတွက်ကြောင့်ဒီတရားဥဓမ္မစက္ကံနဲ့စဝိုင်းဒေသနာကြီးထွန်ကားဖို့အတွက်ပါဝင်ကြမယ့်အားလုံးကိုလည်းဒီလိုဖိတ်ခေါ်